အမေရိကန်ပြည်ထောင်စုကယူကရိန်းကိုထောင်လွှင့်ရေးသတင်းတွေမျှဝေပေးနေတာကိုရပ်ဆိုင်းလိုက်ပြီးတဲ့နောက်ယူကရိန်းကအမေရိကန်နဲ့ဆွေးနွေးပွဲအသစ်တွေပြုလုပ်ဖို့စီစဉ်ထားတယ်လို့မလ9ရက်မှာပြောပါရတယ်။ထောင်လေးရေးသတင်းတွေပေးတာကိုအမေရိကန်ရက်ဆိုင်လိုက်တာကရုရှားကျူးကျော်မှုကိုတိုက်ထုတ်နေတဲ့ယူကရိန်းအတွက်ပူပူနွေးနွေးထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ ယူကရိန်းသမ္မတဗိုလ်လတီမာဇယ်လန်စကီကဖေဖော်ဝါရီ28ရက်မှာအေဘီရောမှာရှိတဲ့သမ္မတရုံးမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့စကားအခြေတင်ဖြစ်ခဲ့ပြီးတဲ့နောက်တင်းမာနေတဲ့အခြေအနေကိုထိမ့်ဖို့အလင်းမြန်စူးစမ်းလျက်ရှိပါတယ်။ ယူကရိန်းနဲ့အမေရိကန်အဖွဲ့တွေဟာလာတော့မဲ့တွေးဆမှုအတွက်ယနေ့မှပဲစတင်ဆောင်ရွက်နေပါတယ်။ကျွန်တော်တို့ကရှေ့ကိုခြေတက်မဲ့အဟုန်တစ်ခုကိုမြင်နေပါတယ်လို့မလ9ရက်ညပိုင်းမှာပြောကြားတဲ့မေကောမှာဆယ်လန်စကီကပြောပါတယ်။ဆွေးနွေးပွဲအသစ်တွေကျင်းပမဲ့နေရာကို၎င်းကျင်းပမဲ့အချိန်ကို၎င်း၎င်းကအသေးစိတ်ပြောကြားခြင်းမရှိတာဖြစ်ပါတယ်။မိမိဟာမလ6ရက်မှာဘရဇန်မြို့မှာကျင်းပမဲ့ထိပ်သီးအစည်းအဝေးပွဲကို EU ကောင်ဆောင်တွေနဲ့အတူတက်ရောက်မယ်လို့လည်းဆယ်လန်စကီကပြောပါတယ်။ ရုရှားက၎င်းရဲ့အင်းနီချင်းကိုထပ်မံမကျူးကျော်စေဖို့ငြိမ်းချမ်းသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးတဲ့အခါအိုရောပစစ်တပ်ကယူကရိန်းကိုဆင်လွတ်ပေးနိုင်တယ်လို့ပြင်သစ်သမ္မတ Emmanuel Macron ကပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်တော်စုကယူကရိန်းကိုထောင်လင်းရေးတရင်တွေပေးနေတာကိုဆိုင်းငံ့မယ်လို့မလ9ရက်အစောပိုင်းမှာ Trump အစိုးရအဖွဲ့ကကြေညာခဲ့ပါတယ်။